အားလုံးပဲမင်္ဂလာပါခင်ဗျာ Lucky Duty Channel ကနေကျွန်တော်ပြန်လည်ជួសလိုက်ပါတယ်ခင်ဗျာဒီကတော့ကျွန်တော်24ရက်နေ့26ရက်နေ့ထိ3လပိုင်းပေါ့เนาะညမွေးကနန်းလေးကိုတလင်းလာနေပို့တခုနေเนาะဟုံးကြောင်မွေးကနန်းလေးကိုကျွန်တော်တွက်ပြပေးသွားပါမယ်ခင်ဗျာဟုတ်ပြီเนาะကျွန်တော်လည်းဒီ live ပါជួសပေးကြပါပထမဆုံးကျွန်တော်တို့ထိပ်စီပိုင်းလေးကိုစကြည့်ပါမယ်ခင်ဗျာเนาะ9ရက်3ရက်4ရက်9ရက်ဒီလေးလုံးပေါင်းချင်း10ဆက်19 9ရက်နှစ်ခတ်က6ဟုတ်ပြီเนาะ9ရက်နှစ်ခတ်က6ဆိုတော့ကျွန်မကျွန်တော်တို့อ่ะ ကိုထိတ်6ထိတ်ရှိပါမလားကျွန်တော်ကြည့်လိုက်မယ်ဒီမှာဆိုရင်ကိုထိတ်ရှိပါတယ်6ထိတ်ရှိပါတယ်ဟုတ်ပြီเนาะထိတ်စီနှလုံးရှိပါတယ်ဒါကြောင့်မို့နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်เนาะနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်ဆိုရင်နောက်တစ်ခုလည်းကျွန်တော်တို့အပေါ်အတိုင်းလေးပဲဆိုရင်ဒီဟာ3ရ6ရ4ရ1ဒီ4လုံးပေါင်းချင်းဟုတ်ပြီเนาะ4လုံးပေါင်းချင်းက10 73 74 4ရက်နှက်ခက်က2ဟုတ်ပြီเนาะ ၄ရက်နှစ်ခတ်ကနှစ်ဆိုတော့ကျွန်တော်တို့ထပ်ကြည့်မယ်ဆိုရင်၄ရက်ဒီမှာ၄ထိပ်ကျွန်တော်၂ထိပ်၂ထိပ်ဟုတ်ပြီနော်အားကြောင့်မို့နောက်ခုနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်ပြပါဒီဟာ6ရက်3ညရက်9ရက်ဒီဟာ3ရက်ဟုတ်ပြီနော်ဒီ၄လုံးပေါင်းခြင်းကတစ်ဆက်16 6ရက်နှစ်ခတ်က9နော် 6ရဲ့နှက်ခတ်က9ဖြစ်ရင်ဒီမှာ6ထိတ်9ထိတ်ကိုကျွန်တော်တို့ကြည့်မယ်6ထိတ်6ထိတ်9ထိတ်9ထိတ်ဟုတ်ပြီเนาะဒါကြောင့်မို့အပိတ်လေးလေးကိုကျွန်တော်ဆက်ကြည့်မယ်ဒါကတော့လာမဲ့ဘောเนาะဟူးမကြုံဝေကနန်းလေးရဲ့ထိတ်စီကဘာဖြစ်မလဲပြီးရင်ကျွန်တော်ထိတ်နဲ့အပိတ်နဲ့တစ်ခါလဲတွက်ပြပေးပါမယ်เนาะအခုကျွန်တော်တို့အပိတ်ကိုဆက်ကြည့်အောင်အပိတ်ကနန်းလေးလေးအပိတ်ကနန်းလေးလေးကျွန်တော်ဆက်ကြည့်မယ် အပိတ်ကနန်းလေးကဘာဖြစ်မလဲဆိုတော့နော်အပိတ်ကနန်းလေးကဒီဟာ2ရယ်6ရယ်9ရယ်ဒီ3လုံးပေါင်းခြင်းက8 9နဲ့ပေါင်းတော့15 15ရယ်9ရယ်နှက်ခတ်ကကျော်တော့3ဟုတ်ပြီနော်9ရယ်နှက်ခတ်က3ဆိုဒီမှာကျော်တော့ဘာထပ်သွားမယ်ကြည့်လိုက်မယ်ဟုတ်နော်ဒီမှာဆိုရင်9 9 3ဟောဒီမှာ9 9တခွက်ကျွန်တော်တို့ရအောင်ပါပြီဟုတ်ပြီနော်9 9တခွက်အောင်သွားပြီပေါ့ခင်ဗျာနော် 69တကွက်69 93မရှိဘူးပြီးရင်65မရှိဘူး63မရှိဘူးခင်ဗျာ69တကွက်ကျွန်တော်တို့အောင်လာပါတယ်ဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်တို့အဖေကိုဆက်ကြည့်မယ်နောက်တစ်ခုဆက်ကြည့်မယ်ဆိုရင်ဒီမှာကျွန်တော်တို့9ရယ်3ရယ်ဒီဟာ8ရယ်ဟုတ်ပြီနော်ဒီ3လုံးပေါင်းချင်းက8 8 8နဲ့ဒီ16 6ရယ်နှက်ခတ်ကကျွန်တော်9ဖြစ်ပါတယ်နော်သူ့မှာလည်းကျွန်တော်တို့ကြည့်မယ်ဆိုရင်မထွက်နိုင်လဲဆိုတော့4649 ်4649ရှိလားကျွန်တော်4649မရှိဘူး4649လည်းမရှိဘူးဒါကြောင့်26ဒီမှာကျွန်တော်တို့26เนาะ26ကတကွက်ရသွားပြီခင်ဗျာเนาะ26 29မရှိဘူး26တကွက်ထွက်သွားတယ်ဒီမှာပါเนาะ26တကွက်အောင်လာပါတယ်เนาะနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်ပြပါအော်ဗီနော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်နောက်တစ်ခုဆက်ကြည့်မယ်ဆိုရင်ဒီက2ရဲ6ရဲ3ညရဲ နှိချောင်းတုံညပေါင်းချင်းကကြော်လို့ရှေ့ရပါတယ်ရှေ့ရဲ့နှက်ခတ်ကပါဖြစ်မလဲ1ဟုတ်ပြီနော်ရှေ့ရဲ့နှက်ခတ်က1ဆိုတော့66 6 1လာမယ်ဒီမှာကြော်လို့ပါရတာလေ61 1တစ်ခွက်ထွက်ပါတယ်61တစ်ခွက်ရပါတယ်ဟုတ်ပြီနော်68 61ဒီမှာ61 98နောက်တစ်ခွက်တစ်ခွက်98ရပါတယ်။ဟုတ်ပြီနော်ဒီမှာနှစ်ခွက်ထပ်ပါတယ်68 91 ဟုတ်ပြီနော်ဒီမှာ68နဲ့61နဲ့68နှစ်ကွက်ထပ်ပါတယ်ဒါကတော့ကျွန်တော်တို့နော်မွေးကနန်းအပေါ်ကနေစာကြည့်ကြည့်ခဲ့တဲ့ချိန်မှာဒီမှာဆိုရင်6ထိပ်6ထိပ်မှာကျွန်တော်တို့65နဲ့5ပိတ်3ပိတ်မှာ65တကွက်ဒီမှာထွက်ပါတယ်နောက်တစ်ခုကျွန်တော်တို့ကြည့်မယ်ဆိုရင်46 49 26 29မှာ26ဒီမှာထွက်ပါတယ်။ဟုတ်ပြီနော်။နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်။ဒီမှာဆိုရင်68 61 61ထွက်ပါတယ်။68 61မှာ 98ဒီမှာဆိုဒီတပင်အောင်ဆိုနှစ်ကွက်ထပ်ပါတယ်။ဒါကြောင့်လာမယ့်ကျွန်တော်တို့24အဖွင့်နေ့ရနေဘုံတစ်ခုနေ့ဒီမှာမာထိတ်နဲ့ဗာပိတ်နိုင်မွေကနန်းလေးရဘယ်နှစ်ကွက်ထပ်မလဲဆိုတော့ကျွန်တော်လည်းအတူကြည့်ပေးပါခင်ဗျာနော်။ဒီမှာကျွန်တော်တို့က6ရဲ့7ရဲ့7ရဲ့3ရဲ့ဒီ၄လုံးပေါင်းချင်းပေါ့နော်။၄လုံးပေါင်းချင်းက6 3ပေါင်းချင်းက9031 7ဆိုတော့7ရဲ့နက်ခတ်ကကျွန်တော်တို့ဗာပြမလဲ10ပါခင်ဗျာနော်။ တည့်ရက်နှစ်ခတ်က shift ဖြစ်တဲ့အတွက်ကျွန်တော်ထိတ်စီးရပါရသွားပြီလဲဆိုတော့တင်းနဲ့ရှင်းနဲ့ရသွားပြီဟုတ်ပြီနော်တင်းနဲ့ရှင်းနဲ့ကျွန်တော်တို့ထိတ်စီးနှလုံးရသွားပြီအဲ့ဒီမှာအပိတ်လေးကိုကျွန်တော်တို့ဆက်ကြည့်မယ်အပိတ်ကဏ္ဍကနော်အပိတ်ကဏ္ဍကတင်းနှစ် shift ပေါင်းခြင်းရှင်းနဲ့နှစ်နဲ့ပေါင်းတော့37ပဲ37ပဲဆိုတော့ကျွန်တော်ကတည့်ရက်နှစ်ခတ်ကလည်း shift ပဲခင်ဗျာ အဲကြောင့်မို့ကျွန်တော်တို့ကနန်းကထွက်လာပါပြီခင်ဗျာနော်အဲဒီမှာဘယ်နှကွက်ထွက်မယ်ဆိုတော့၃ကွက်လောက်ထွက်မှာပေါ့နော်ဒီမှာကျွန်တော်အစနေပြန်ပြပေးပါမယ်နော်ပထမဆုံးပြန်မှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီဟာ၄လုံးပေါင်းခြင်းကအပြင်မလဲဆိုတော့45 19ဝါကိုရဲ့နှက်ခတ်က6ကျွန်တော်တို့ဒီမှာမဖြစ်လဲ6ထိတ်6ထိတ်ဒီမှာထွက်သွားပါတယ်နော်အပိတ်ကိုကြည့်မယ်ဆိုရင်26 9 8 9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  ဒီမှာဆိုရင်65တကွက်ထွက်သွားပါတယ်ခင်ဗျာเนาะ65တကွက်ထွက်လာပါတယ်ဒီဒီဘက်မှာကျွန်တော်ဆက်ကြည့်မယ်ဒီလေးလုံးပေါင်းချင်းကတက်ဆက်ဆက်လေး၄ရက်နှက်ခတ်က2 4ထိပ်2ထိပ်အပိတ်ကိုကြည့်မယ်9 3ပေါင်းချင်းက16 6ရက်နှက်ခတ်က6 4 6 4လာမယ်ပြီးရင်269ကိုမှကျော်တို့ဘယ်နဲ့၄ခွက်မှတစ်ခွက်ထွက်သွားပါလေဒီမှာ26ဆိုပြီးတော့ဟောပြီနော်နောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ်ဆိုရင် ဒီ၄လုံးပေါင်းခြင်းက36ချောရဲ့နှက်ခတ်ကကိုဒီ၃လုံးပေါင်းခြင်းက8ဆရဲ့နှက်ခတ်က1ဟုတ်ပြီနော်68 61ဒီမှာဆိုရင်68ထွက်တာလေ96 97မှာ98ဒီဒီဘက်မှာနှစ်ကွက်ထွက်သွားပါတယ်ဒီဒီဘက်မှာတကွက်တကွက်ဒီမှာနှစ်ကွက်ထွက်လာပါတယ်ဒါကြောင့်လာမယ့်ကျွန်တော်တို့အတင်လင်းလာနေကနေဘောတပုနေတည်နော်ဟူးမကျော်မွေးကနန်းလေးရပါဖြစ်မလဲဆိုတော့ဒီမှာဒီ၄လုံးပေါင်းခြင်းက6 9 10 17တည့်ရက်နှက်ခတ်က8 ဒီမှာလည်းတင်းနှစ်ချစ်ပေါင်းခြင်းက37တိရဲ့နှက်ခတ်က10။ဒါကြောင့်မို့နော်ဒီမှာဘာရမလဲကြော်ကျွန်တော်တို့က11တိ။နော်11 18နကွာတတတရှိရှစ်တကဒီမှာရှိပြီတဲ့ရှစ်ရှစ်ဒါကဟူမကြောမွေးကနသုံးခွက်ဟောပြီနော်တတရဲ့တရှိရဲ့ရှစ်ရှစ်ရဲ့ဒီသုံးခွက်ပဲတနင်္လာနေ့ကနေကျွန်တော်တို့ပုံတစ်ခုနေ့ထိမွေးရမယ် ဟုတ်ပြီเนาะဒါက3ွက်เนาะဒါက3ွက်အခုမကျော်မွေးကနေ3ရက်ပဲမွေးရမယ်ခင်ဗျာ11 18 18 3ွက်မွေးပါเจ๊งดิถั่วออกมาပဲခင်ဗျာเนาะပြီးရင်တပတ်စာမွေးကနေလိုချင်တဲ့လူလဲကျွန်တော်ဒီဖုန်းနံပါတ်မှာလက်တောင်းလို့ရပါတယ်ခင်ဗျာเนาะဒီနံပါတ်မှာလက်တောင်းလို့ရ399965694539ညမှာ Viber နံပါတ်မှာလက်တောင်းလို့ရပါတယ်ဟုတ်ပြီနော်ဒါကတော့ကျွန်တော်တို့ဘူးမကျော်မွေကနန်း3ွက်လေးပါတနင်္လာကနေ ်ဘောတခုနေမွေးပြီးပါเนาะအဖွင့်နေကနေဘောတခုနေအထိမွေးပြီးပါကျင်းတည်ထွက်ကိုထွက်အောင်တကွက်မို့နှစ်ကွက်တော့ထွက်အောင်ခင်ဗျเนาะဒါကြောင့်၃ကွက်တော့ထွက်ခြင်းထွက်သွားမယ်ဟုတ်ပြီเนาะဒါကြောင့်မို့ကျွန်တော်တို့မွေးကနန်းလေးတပတ်စာမွေးကနန်းလိုချင်တဲ့လူလဲကျွန်တော်စီမှာတည်တံလဲယူလို့ရပါတယ်အားလုံးပဲကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ